ရန်သူတွေကြားဘလို့နျူကလ িয়ার သဘောတူညီချက်မှမစိုးအီရန်ကိုယူရေနီယံတန့်စင်ခွင့်ပေးမှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန်ကတင်းလာနေမှာပြောကြားလိုက်ပါတယ်။တီဟီယန်ကတော့လျှက်စစ်စွမ်းအင်ထုတ်လို့ရမှာငြင်းညံ့စွာအသုံးပြုဖို့အတွက်ပဲဖြစ်တယ်လို့ကာကွယ်ပြောကြားခဲ့ပါတယ်။ အင်အားကြီးနိုင်ငံတွေနဲ့ရရှိထားခဲ့တဲ့သဘောတူညီချက်ကိုအစားထိုးဖို့အတွက်ဧပြီလကတည်းကဆွေးနွေးပွဲတွေပြုလုပ်လာခဲ့ရာ၅ချိန်ရှိပြီးဖြစ်ပြီးအဲ့လို UNIAN တန့်စင်မှုကိစ္စဟာအ धिक အခြေတင်အငင်းပွားရတဲ့ကိစ္စဖြစ်ပါတယ်။သဘောတူညီချက်အဟောင်းကို ထရန့်ကသူ့တမရပထမတက်တမ်းမှာဆွန့်လွှတ်ခဲ့တာပါ။ ဖြစ်လာနိုင်ဝယ်ရှိတဲ့သဘောတူညီချက်ဟာအီရန်ကိုဘလို့ယူရေနီယံတန့်စင်မှုမျိုးကိုမှခွင့်ပြုမှာမဟုတ်ဘူးလို့ထရန်ကသူ့ Truth Social Media အကောင့်မှာရေးထားပါတယ်။ဝါရှင်တန်ကပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းသတင်းဌာနမှာပါလာပြီးတဲ့နောက်အဲ့လိုညင်းဆိုခဲ့တာဖြစ်ပါတယ်။အခုလိုဂျောင်ပိတ်မိနေတဲ့အခြေအနေအတွက်ထရန့်ကသူ့ရင်တမရဂျိုးဘိုင်တန်ကိုအပြစ်တင်ပြောကြားခဲ့ပါဗျာ။ ဒီမိုကရက်တွေဟာအီရန်ကယူရေနီယံတန့်စင်တာကိုအစောကြီးကတည်းကရက်ဆိုင်ထားတင်ခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်။လောကောမီဒီယာတွေဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။